ဟုတ်ပြီရှစ်ရှစ်မှာဟေလူရဲ့ဖျားတောက်လည်းရှိတယ်ပြီးရကြမှာဟေနူရဲ့ဒီရိုးရဖျားချီကိုယ်တွေလောက်တဲ့ချိန်ကြတော့ဒီကောင်းလေးကဆာနာပြတယ်ဟိုအသွာအပြန်အချိန်ကြတော့မိန်ကလေးတွေကနောက်ဆက်ပြီးတယ်ပြီးလူကလူကနေနေတော့မဟုတ်ဘူးเนาะသူတို့ကြည်လိုက်လူကအများကြီးနဲ့သူတို့ကဘာလောက်တယ်ဒါကိုနောက်နောက်ဆက်ပြီးတာပေါ့เนาะဟေနူရဲ့ဒီဖျားတရားလောက်ချိန်မှာနောက်ဆက်ပြီးရဖြစ်ကြောင်း ဒီရဲ့တပ်ဖွဲ့ဝင်ရောက်ပြီးတော့ဒါကိုဆက်ပြီးတော့မသွားနဲ့ဒီဟိန္ဒူတွေနဲ့မင်းတို့နဲ့ပြိပက္ခထင်မှာဆိုလို့တားလို့မရမှာဒါဒီကောင်နဲ့တုံးနေဆုံးမခဲ့ရတာပေါ့နော်အခုလိုပဲဖို့ပြင်းဒီထက်မှအယောက်60လောက်လဲဖမ်းဆီးပြီးတော့ဒီအဖွဲ့ကဘေးအားထွက်လာသူတို့မတ်ဂျီလို့ခေါ်တဲ့စာသင်ကျောင်းမှာဒါမွတ်စလင်ရဲ့စာသင်ကျောင်းမှာသူတို့ကဖွဲ့စည်းဖွဲ့တယ် ပြီးအဲ့မှာပလန်တွေလုပ်တယ်ဘယ်လိုလုပ်ရမှာဘယ်သွားရမှာဒါကြောင့်သူတို့ရဲ့စာတင်ရောင်းလဲတခါတည်းချိုးလိုက်ပါတယ်နော်အေဒီယာဟိုတည်းကဖြစ်စီရမယ်လို့ဒီဒီထဲကထွက်လာတဲ့သဘုံမှန်သမျှကိုဒီသဘုံထွက်တဲ့နေရာတွေကကိုဖြစ်စီရမယ်တောင်းဝင်ရှိရဲ့တဲ့အရာရှိမှန်သမျှသူဒီလိုမျိုးဘုလုံနေတော့ဘာနော် ဒီမွတ်စလင်တွေဒီအိန္ဒိယမှာလည်းဒီလိုမျိုးတောင်းကြရတယ်ဆိုတော့မြန်မာပြည်သူလည်းသိဖို့เนาะကျွန်တော်တင်ပြရပါစေเนาะဒါကြောင့်အခုလို့ဂီမင်းထန်ထန်ဒီကောင်နဲ့တည်တံပေးမှသာငိမ်ငိမ်မှာဟောเนาะပြည်တံမရှိသူဘယ်လိုမှဆရာပြောလို့နားမလဲသူတို့အတိတ်ကဖြစ်တဲ့အစ္စလာမစ်ခေါင်းဆောင်နေပုံမှာပဲဖြစ်နေတယ်သူတို့အစ္စလာမစ်ခေါင်းဆောင်နေကမော်ဒယ်ဗီတွေကသူတို့ဒီစာသင်ကျောင်းနဲ့မှာအဖွဲ့စည်းဖွဲ့ပြီးတော့ဒါတွေလောက်ကြမယ် မကောင်းချမ်းနဲ့အချမ်းစီးနဲ့ဒီလိုမျိုးလှုပ်တာကိုမြန်ခဏခဏတွေးနေရပါတယ်နော်ကျွန်တော်ဆက်လက်ပြီးအမြဲတမ်းလက်တင်ပေးသွားဖို့လည်းရှိပါတယ်ခင်ဗျဟုတ်ကဲ့ကျေးဇူးပါ